တောင်ကြီးမြို့၌စိုက်ပျိုးရေးကုန်ကျန်းသီးနှံအခြေခံ၍တန်ဖိုးမြင့်စားတောက်ကုန်ထုတ်လုပ်မှုဤပညာသင်တန်းဖွင့်လှစ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ရမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအစည်းအဝေးခန်းမ၌ယနေ့နေ့နဲ့9နာရီခွဲကစိုက်ပျိုးရေးကုန်ကျန်းသီးနှံအခြေခံ၍တန်ဖိုးမြင့်စားတောက်ကုန်ထုတ်လုပ်မှုဤပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွန်ကြားရေးမှူးဦးစိုးနိုင်သူကအဖွင့်အမှားစကားပြောကြရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့်ဌာန၏မျှော်မှန်းချက်နှင့်အညီလုပ်ငန်းတာဝန်များဆောင်ရွက်သည့်နေရာမှာပြည်သူလူထု၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အမှန်တကယ်အလောက်ကံဝင်ငွေရရှိစေမည်အသက်မွေးဝမ်းကြောင်းပညာကာလတို့တင်နန်းများဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းမဲကောင်လန်ချန်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ2024ဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်ရမှာစားတောက်ကုန်လုပ်ငန်းစနစ်တကျတည်ထောင်လောက်ကန်ဆောင်ရွက်လူသူများပေါ်ထွန်းလာစေရေးအတွက်သင်တန်းမျိုးစား၄ခုဖြစ်သည့်တာရှိကန်တဘာဝတည်တည်ဖြော်ရေးယူနင်းတည်တည်ကြောင့်အမျိုးမျိုးထုတ်လုပ်မှုဤပညာသင်တန်းဘက်ကရီအန်စနစ်အမျိုးမျိုးထုတ်လုပ်မှုဤပညာသင်တန်းရေကဲမုံအအေးနှင့်အဖျော်ရမကာထုတ်လုပ်မှုဤပညာသင်တန်း အသင်စားစားတောက်ကုံထုတ်လုပ်မှုဤပညာသင်တန်းများကိုအခမဲ့တင် जा ပေးသောမည်ဖြစ်ပါကြောင်းကုံထုတ်လုပ်ငန်းလုပ်ကိုင်ဖို့စိတ်ဝင်စားပြီး Korean Snack သင်တန်းတက်ရောက်လို့သူသင်တန်းသား15ဦးကိုရွေးချယ်ပြီးဒီသင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်ထို့နောက်သင်တန်းသားတဦးကမိတ်ဆက်စကားပြောကြားခဲ့ပါတယ်အဆိုပါသင်တန်းတို့သင်တန်းသားသင်တန်းသူ15ဦးတက်ရောက်ပြီးသင်တန်းတွင် ချောကလက်ကိတ်ကိတ်ချောက်ဗီနီလာကိတ် ပူတင်းရှားပဝဲကုတ်ကီဒိုးနတ်နန်းကထိုင်ပေါင်မုံသီးစုံကိတ်စသည်တို့နှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းမြင့်တင်ရေးဥပဒေအကြောင်းတာရှိကန်ဓာတုဈေးဝါများအကြောင်းတို့ကို မေလ29ရက်မှဇွန်လ4ရက်နေ့ထိစာတွေ့လက်တွေ့တင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ